တင်းနှင်းလာသားသည်များဟာအပူရောက်ရှိနေတဲ့ဒီတပတ်တာကာလအတွင်းမှာလုံငန်းခိုင်ငန်းပိုင်းနဲ့ပတ်သက်တဲ့အခြေအနေတွေမှာနည်းနည်းလေးတည်ငြိမ်နေတယ်လို့တွေ့ရပါတယ်။ဥပမာအယောင်းဝက်တော်မှာတယောက်ဆိုရင်အယောင်းဝက်တွေတအားတွက်နေတယ်လို့တအားကောင်းနေတယ်လို့ပြောလို့ရနိုင်တဲ့အနေအထားမျိုးတွေမှာရှိမနေပါဘူး။ဒါလုံငန်းခိုင်ငန်းတွေကနည်းနည်းလေးပေါ့နော်။အေးနေတယ်ဆိုတဲ့ပုံစံမျိုးလေးတွေဖြစ်နေလိမ့်မယ်လို့တွေ့ရပါတယ်။လုံငန်းခိုင်ငန်းတို့မှာကြေတနာအခက်အခဲလေးတွေရှိခဲ့မယ်ဆိုရင်တော့ဒီကာလမှာအဲ့ဒီကြေတနာအခက်အခဲတွေကနေ ပြည်လည်မှုတွေရရှိနိုင်လိမ့်မယ်လို့တွေးရပါတယ်။နောက်တစ်ခုကအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစိတ်ဒုထများစရာလေးတွေလည်းပဲဖြစ်နေကြပါတယ်။ဒီလောက်ကိုဒီပုံသာတိုင်းပဲဒီလိုဆက်လုပ်ရမလား။တခြားအလောက်ကိုင်းနိုင်ငံတစ်တွေပဲဒါကြောင်းလဲတင့်သလားပေါ့နော်။အဲ့လိုမျိုးစိတ်မတည်မကြဘီဟဖြစ်စရာအခြေအနေတွေလည်းပဲကြုံရတတ်ပါတယ်တဲ့။နောက်တစ်ခုကအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ကြီးသောမိမတအူးရဲ့အကူအညီကောင်းတွေကိုလည်းပဲရရှိစေတတ်တဲ့ဆိုတာမျိုးကို တွေ့ရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ငွေကြေးကံကိုကြည့်ပြပါမယ်ငွေကြေးပိုင်းမှာတော့အကြက်တဲခက်ခဲတွေကြုံရတတ်ပါတယ်နောက်လက်ထက်မှာငွေတွေကြေးတွေတက်လက်သွားတာမျိုးတွေဖြစ်တတ်ပါတယ်နောက်ငွေကြေးနဲ့ပတ်သက်ပြီးတော့ဖိအားပေးခံရတတ်တဲ့ပုံစံမျိုးလေးတွေကြုံရတတ်ပါတယ်เนาะဒီကာလဟာငွေကြေးကံနည်းနည်းလေးညံ့နေပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့စိတ်ငြိမ်ရမယ်စိတ်ရှုပ်ရမယ်ဆိုတဲ့အခြေအနေမျိုးတွေကိုတွေ့ရပါတယ်ကျွန်တော်ရဲ့မိတ်ဆွေကကျွန်တော်တင်ဆက်ပေးနေတဲ့ ဒါအခုလို့ဘီရင်ဟော့စတန်လေးတွေကိုပုံမှန်ကြည့်ရှုလို့ရအောင်ကျွန်တော်ရဲ့အကောင့်ကို follow မလုပ်ရသေးဘူးဆိုရင်ဘေးမှာရှိတဲ့အပေါင်းလေးကိုနှစ်ပြီးတော့ဒါ follow လုပ်ထားပေးလို့ရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကျမ်းမာရေးအတွက်ကြည့်ပေးပါမယ်ကျမ်းမာရေးပိုင်းကိုဂယူးဆိုင်ပါလို့ထပ်မံပြီးတော့မှာကြားလို့ပါပဲဖြစ်တတ်တဲ့ယောဂါပေါ့ဥပမာဖြားလာနာတာနေထိုင်မကောင်းတာတွေတဲ့စာရင်ထိခိုက်စေတတ်တဲ့အန္တရာယ်လေးတွေကိုပို့ပြီးတော့ ကယူဆိုင်စေချင်ပါတယ်။ထီမီတာတို့ခိုင်းမီတာတို့တိုင်းမီတာတို့လဲတာတို့အဲစတဲ့ပုံစံမျိုးလေးတွေပေါ့နော်။အဆီဒန်လေးတွေ ဖြစ်တတ်ပါတယ်။ဇန်နဝါရီပိုင်းမှာဘေးဥပတ်အန္တရာယ်လေးတွေကိုဂယူးဆိုင်ပါလို့မှာကြားလိုပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့လူမှုပေါင်းသင်းဆက်ဆံရေးကိုကြည့်ပြပါမယ်။လူငိုရေးပိုင်းမှာလည်းဒီကာလကရန်များနေတယ်၊ပြဿနာများနေတယ်၊သူများကိုယ့်ကိုအပြစ်တင်တာတို့နောက်နှောက်ယှက်တာတို့သူတို့ဘာရဲ့ညှို့ညင်ခံရတာတို့ဒါမျိုးတွေကိုများသောအပြစ်ကြုံရတတ်ပါတယ်။အဲဒီကာလဟာလူမှုပေါင်းသင်းဆက်ဆံရေးပိုင်းမှာလည်းပဲအဆင်မပြေမှုတွေဖြစ်တတ်တယ်ဆိုတော့ ချိန်ကာလပဲဖြစ်ပါတယ်။အယူဆိုင်ပါလို့မှာကြလို့ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ပညာရေးနောက်ဘာသာရေးတွေကြည့်ပေးပါမယ်။ပညာရေးကံတို့ဘာသာရေးကံတို့ပါတော့အလွန်ကောင်းပါတယ်။ပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာတိုးတက်အောင်မြင်မှုတွေရရှိမယ်။အဆင်ပြေမယ်၊စိတ်ချမ်းသာမယ်။ဘာသာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာလည်းပဲအလိုမဲ့ ကံကောင်းစေနိုင်တဲ့အချိန်ကာလကိုရောက်ရှိလို့နေတယ်လို့တွေ့ရပါတယ်။နောက်တစ်ခုကတော့ခရီးသွားလာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အခြေအနေပါ။ဒီကာလတွင်မှာရဝေးနဲ့ပတ်သက်တဲ့ခရီးကိစ္စမျိုးတွေချစ်ပေါ်စေတတ်တယ်။ခရီးသွားပြစ်တာမျိုးပဲဖြစ်ဖြစ်စီစဉ်ဆောင်ရွက်ပြစ်တာမျိုးတွေပဲဖြစ်ဖြစ်ရှိတာပါတယ်အဲ့လိုပဲရဝင်းနဲ့ပတ်သက်တဲ့အကူအညီကောင်းလို့အထောက်ပံ့ကောင်းလို့အဆက်အသွယ်ကောင်းလို့ကိုလည်းပဲရရှိစေနိုင်မဲ့အချိန်ကာလဖြစ်တယ်လို့ တွေ့ရပါတယ်ခင်ဗျာဒါကတော့တရဏသာသမီများအတွက်ဒီတပတ်တာကာလအတွင်းမှာကြုံတွေ့ရနိုင်တဲ့အဓိကအကြောင်းအချက်လေးတွေကိုပြပြစုံစုံလေးဟောပြတာပါနောက်တစ်ချိန်တည်းကလည်းထပ်ကြိုပြီးတော့တရဏသာသမီများဟာဒီတပတ်တာကာလအတွင်းမှာဘလုကံအခွင့်အလမ်းကောင်းတွေရရှိစေနိုင်အောင်မလဲနောက်ဘလုရရားလေးတွေကိုဆောင်ရွက်သင့်ပါတယ်လဲဆိုတာကိုအကြံပြုလမ်းညွှန်ပေးပါမယ်ကဲပုဆက်လက်ပြီးတော့တရဏသာသမီများအတွက်နောက်တစ်ချိန်ကျွန်တော်တည်းကလည်းချိုးကြည့်လိုက်ပါပြီ တင်းလာသားသမီးခင်ဗျာဒီတပတ်တာကာလအတော်အတွင်းမှာသူကစိတ်ရှည်ရှည်ထားပါတဲ့သီးခံစိတ်မွေးပါတဲ့လူတိုင်းကိုမေတ္တာစိတ်လေးနဲ့ပြောဆိုဆက်ဆံပါလို့မှာကြားလို့ပါတယ်အဲ့ဒီချက်ကတအားဖို့အရေးကြီးပါတယ်ဒီကာလအတွင်းမှာကြီးသောမိမတအိုးရဲ့အကူအညီကောင်းတွေကိုရရှိနိုင်ပါတယ်ကိုယ့်ရဲ့အမေလိုမျိုးအမလိုမျိုးအတော်လိုမျိုးပေါ့နော်ဒါမှမဟုတ်တခြားသစိကြီးသောမိမတအိုးရဲ့အကူအညီမျိုးတွေပဲဖြစ်ဖြစ်ရရှိစေတတ်ပါတယ်နောက်ဒီကာလမှာကိုယ့်ရဲ့စိတ်ကပေါ့နော် ဘယ်လိုပြောမလဲဆိုတော့လည်းလည်းပေါ့ကြီးကြီးလေးလေးဖြစ်နေတဲ့အချိန်ကာလကြီးလို့စိတ်တွေနောက်ပြီးတော့အာယုံတွေနောက်နေတဲ့စိတ်မကြည်လင်တဲ့အချိန်ကာလတွေလည်းပဲဖြစ်တတ်ပါတယ်အဲ့တော့စိတ်အတဲကြလေးတွေလည်းပဲရှိတတ်တယ်လို့ဆိုရမယ့်အချိန်ကာလကိုရောက်နေခြင်းပဲဖြစ်ပါတယ်ဆောင်းရရမယ့်ယရိယာကတော့အီလာရှင်ဇရာလေးတစ်ပါးကိုကိုတန်းနေသလောက်ဒါဒါနာကုစုကောင်းမှုပြုပေးပါလို့ရည်ရည်လေးပြလိုက်ပါတယ်ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးတဲ့မိတ်ဆွေများကအောက်ဘက်မှာကွန်မန့်လေးတွေမှန်းခဲ့ပါအောင် like share လေးတွေနဲ့လည်းပဲ အားပေးကူညီလို့ရှာပါတယ်ခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေများခင်ဗျာအခုလိုကျွန်တော်ဗီဒီယိုဟောပြောပေးတယ်ဆိုတာကအများဖို့ခြုံပြီးတော့ဟောပြတာဖြစ်တဲ့အတွက်ဒါအားလုံးနဲ့တော့ထပ်တူထမ်းမြပါတော့ဒါတိုက်ဆိုင်မှုမှန်ကန်မှုရှိချင်မှရှိပါလိမ့်မယ်အဲ့ဒါလိုတဦးချင်းတယောက်ချင်းပေါ့နော်တီးတီးကြကြပြင်းပြဆုံဆုံတီးရှိလိုတဲ့သူများကကျွန်တော်ရဲ့ဒီ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အကြီးကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးပြီးတော့မေးမြန်းလို့ရပါတယ်ခင်ဗျာ နောက်တစ်ခုကတော့ရန်ကုန်မှာရှိတဲ့မိစေညာကကျွန်တော်နဲ့အပြင်မှာလူတွေ့တွေ့ဆိုမေးမြန်းဖို့အတွက်ဆိုရင်ဒီလ20ရက်နောက်ပိုင်းမှာကျွန်တော်ရန်ကုန်မှာရှိပါမယ်ကျွန်တော်ကိုအခုတည်းကကြိုတင်ပြီးတော့အဲစရင်ပေးထားလို့ရပါပြီအဲ့တော့ရန်ကုန်မှာလူတွေ့တွေ့ဆိုမေးမြန်းခြင်းတဲ့သူများအတွက်လည်းပဲကျွန်တော်ကမေးရင်ဟောပြောပေးတာအပြင်ပေါ့နော်တခြားအဆောင်ရရာလေးတွေလည်းပဲမြေတားလက်ဆောင်ပေးဖို့အတွက်စီစဉ်ထားပါတယ်ခင်ဗျ